ဒီနေ့ကတော့ဟာချန်လူမှာကျွန်တော်တို့ရဲ့၃ရက်တာခီးစဉ်ပြီးဆုံးလို့အားလုံးနှုတ်ဆက်ခွဲခွာရအောင်မယ်နောက်ဆုံးနေ့ဖြစ် Day 3ကတော့ဝမ်းသာဝမ်းနည်းနဲ့ခံစားချက်တွေရောထွေးနေတဲ့နေ့လည်းဖြစ်ခဲ့ပါတယ်။ရင်းကိုသွားကျင်ခဲ့တဲ့ဟာချန်လူသွားခဲ့ရပြီးတော့အရင်လှတဲ့နေရာတွေရောက်ခဲ့ရလို့ပြောသလိုရင်းကိုဘုံလင်းဖြစ်ခဲ့ရတဲ့တငယ်ချင်းအစ်စ်တွေနဲ့လည်းတရားကိုတနေရာစီဆိုင်ရာအရက်တွေတီးတီးပြန်ကြရမယ်ဆိုတော့လေဝမ်းနည်းသလိုခံစားချက်ကြီးရခဲ့ပါတယ်။ဒီနေ့မြင်ရတဲ့မြင်ကွင်းတွေရောက်ခဲ့ရတဲ့နေရာတွေကလည်းအရင်နေရာနဲ့ထက်တူရင်းကိုလှပြီးတော့ ဒီနေ့ပြင်ဒီခီးစဉ်ကြီးကပြီးဆုံးပြီဆိုတော့သိနေတဲ့ခန်းစားချက်ကလည်းမြင်ရတဲ့ရှုခင်းတွေပေါ်လွန်းစရာကောင်းတဲ့ခန်းစားချက်တွေဖြစ်ခဲ့ပါတယ်။ဆိုတော့ကျွန်တော်တို့သွားခဲ့တဲ့ Hajin Loop တတိယနေ့ Day 3ကိုဆက်ပြီးတော့ကြည့်ရအောင်ဗျာ။ Sir Alan Good morning ma ဒီနေ့ကကျွန်တော်တို့ Hajin Loop ရဲ့အာ3 day 2 night အာနောက်ဆုံးနေ့ပါကျွန်တော်တို့ဒီနေ့အာဒီကနေ့ပြီးတော့တခါရဲ့ပြန်ပြီးတော့အာဒီ တောင်ကြားတွေကလုပ်တွေကိုပတ်ပြီးတော့ပြန်มาဖြစ်ပါတယ်ဆွတ်ဆူပေါင်းဆိုတော့ itinerary ထဲမှာကြီးလိုက်တာဆွတ်ဆူပေါင်းဒီနေ့ကအာအဝေးဆုံးပေါင်းပါမှာ345เนาะ145 km မောင်းมาဖြစ်ပါတယ်ဆိုတော့မနေ့ကတည်းကပို့ပြီးတော့ဟို45 km တည်းပို့များမယ်ဆိုတော့ဒီနေ့တောက်လျှောက်မောင်းမှာပါဗျာဟိုဘက်ကပါတော့ကျွန်တော်တို့စတာခဲ့တဲ့အဲဘွန်ဟိုစတယ်ဒီဟာဂျန်မရှိရဲ့ဘွန်ဟိုစတယ်ကိုခွာလာပါ အာ၄နိုင်၄နိုင်ခွဲလောက်တော့ရောက်မှန်းပါတယ်အဲ့ဒီနေရာဆင်ကျွန်တော်ကတော့အဲဟန်နိုင်းကိုညကားနဲ့တခါတန်းပြန်မှာဖြစ်ပါတယ်တခြားလူတွေကတော့သူ့အစီအစဉ်နဲ့သူဆက်သွားမှာပေါ့နော်အခုလူတွေကိုစောင့်ပြီးတော့စပြီးတော့ထွက်ပါမယ် ညိုက်ခဲ့တဲ့မျောဘက်ဆိုတဲ့မျိုးငယ်လေးကနေပြီးတော့ဟာဂျင်မျိုးစီကိုမပီလန်ပတ်စ်အတိုင်းပဲပြန်ခဲ့ကြပါတယ်။မြင်ရတဲ့မြင်ကွင်းတွေကတော့ရှေးနေရခါမြင်ရတဲ့မြင်ကွင်းတွေတိုင်းတောင်ကြားဖယ်လေးတွေတည်ထားတဲ့မျိုးငယ်လေးတွေလေကစိုက်ခန်းတွေစိမ့်ဖက်နေတဲ့တောင်ကြားတောင်နဲ့အလီလီနဲ့လှပနေစေပါပဲ။မနက်ခင်းရသည်ကပိုချင်းလင်းပြီ ဖြတ်လာရတဲ့ရှုခင်းတွေကိုအလားဆုံးမြင်ခဲ့ရပါတယ်။မနက်စောစောဆိုင်ခေစီရတာလည်းတိတ်ကိုကောင်းတဲ့ခံစားမှုကိုရရှိစေခဲ့ပါတယ်။ရှူရှက်ရတဲ့အေးမြလက်ဆက်ပြီးတိုးဝင်လာတဲ့လေတုစိတ်အေးနဲ့ရာသီဥနဲ့အညီလှပတဲ့ရှုခင်းတွေကိုတပြိုင်တည်းခံစားရတဲ့အခိုက်အတန့်တွေကလည်းဒီခီးအတွက်အရန်ကိုတန်ဖိုးရှိတဲ့အချိန်တွေဖြစ်ခဲ့ပါတယ်။ရိုးရှင်းတဲ့ခြေလက်ဒေသကကျိုးရသဘာဝတွေရှုခင်းနေတဲ့ဒီနယ်မြို့လေးရိုးရှင်းလာတဲ့နေ့စဉ်ဘဝတွေကိုခဏတောင်ဝင်ရောက်ခဲ့တာကလည်းစိတ်ကိုငြိမ်းချမ်းမှုရရှိခဲ့ပါတယ်။ နေ့ကညာရီခဲ့တဲ့မျောဘက်မျိုးအနေဖြစ်တော့မပီလန်ပတ်စတိုင်ဟာချံမျိုးကိုအပြန်လန်းကြောင်ဖြင်းနေပဲဘာကြောင့်ဒီမပီလန်ပတ်ကဗီယက်နမ်ကိုရောက်လာတဲ့တဘဝခီးသွားတဲ့သူတွေချားထဲမှာလူပြောများနေရလဲဆိုတာကိုစဉ်းစားမိခဲ့ပါတယ်ဒီလိုတောင်ကြားတဲ့အလီလီဖြတ်ပြီးတော့မွေလိန်မွေကောက်ဖောက်လုပ်ထားတဲ့ဒီလမ်းကလည်းဖောက်လုပ်ချိန်မှာလွဲကုန်မထင်ပါဘူး သွေးတွေချိုးတွေလူဝင်အားတွေငွေကြေးအင်အားတွေအများကြီးရင်းပြီးမှနာမည်ကြီးဒီလန်ချောင်းကြီးဖြစ်လာရတာပါအခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေလည်းဗီယက်နမ်မြောက်ပိုင်းကိုလာဖို့အစီအစဉ်ရှိတယ်ဆိုရင်တော့ဟာဂျန်လူနဲ့ဒီမတ်ပီလန်ပတ်စကိုတစ်ခေါက်လောက်တော့လာရောက်ပြသခံစားကြည့်ကြဖို့အချံပေးပါရစေ Don't let me go sweet 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 and I'm going to get me let me on

为一杯碎泪。等夜间你也沾醉，推杯，你你也爱拖累你，可帮你也牵难耶耶耶。当天你也牵难着马裤，对谁干你家你耶，有你爱的狗也谁了落内，当天也。 ရှုခင်းကျင်လာအေးတောက်ကော်ဖီတောက်နားကြားတဲ့နေရာမှာတော့ကျွန်တော်တို့လည်း VNN ရိုးရချင်းခက်တယ်ပဲခေါ်မလားသူတို့ရခေါ်ရတော့ဒါကောက်ဆိုတဲ့ကစားနည်းကိုကစားကြပါတယ်ဒီကစားနည်းကတော့တရုတ်ကနေဆင်းသက်လာတာပဲဖြစ်ပါတယ်လူအများကြီးနဲ့ကစားတော့လည်းပျော်စရာကောင်းပါတယ်မောင်စဲမြို့လေးရောက်လာတော့ကျွန်တော်တို့ခဏနားကြရင်လည်းနေလေစာစားကြပါလိမ့်အပြန်လန်းကတော့နည်းနည်းကြံပါလိမ့်

ဲ့ဒီနေ့ကနေလဲအရန်ပေါ်ပြန်လမ်းမှာရေတုံလေးတစ်ခုလဲလမ်းကတက်နေတာမို့လို့ရေတုံစီမှာခဏအနားယူပြီးတော့ရေကူးရေစိမ်ကြပါတယ်ရေတုံရောက်တော့ကျွန်တော်တို့အဖွဲလိုမျိုးကြံတူအခြားသောခရီးသွားအဖွဲတွေလည်းတက်တွေ့ပါတယ်ရာသီဥတော်ပူပြီးတော့အားလုံးပင်မနေချိန်မှာဒီလိုရေတုံလေးကိုရောက်ပြီးတော့ရေကူးရေစိမ်ရတာလဲပြန်လဲလမ်းဆန်းလာပြီးတော့ပင်မသားသမီးကိုပျောက်စေပါတယ်ဒီလိုမှခဏပြေပြီးတော့အနာယူရေစင်ကူကြတာလေဒီခီးအတွက်ပို့ပြီးတော့အမှတ်တရဖြစ်စေတဲ့အကြောင်းအရာတွေပဲတစ်ချက်ပဲဖြစ်ပါတယ်

望你也笑。အခုကကျွန်တော်တို့အပြန်လမ်းမှာရေကုန်အသေးလေးလမ်းမှာရှိနေတော့ခဏတစ်ဖြုတ်ဒီခဏဆင်ကူးကြပါလေကြော်ပြကောင်းပါရဲ့ချာအာကျွန်တော်တို့ loop လုပ်တယ်လူတွေလည်းအမှအများကြီးတွေ့ရပါလေကျော်ဒီကောင်ကအရင်မကြီးပဲမဲ့ခဏတစ်ဖြုတ်ရေဆင်းဆော့လို့ စော့ပြောတယ်ဗောနော်တောက်လျှောက်ဟာနေပူရဲမောင်းလာရင်ကနေပြီးတော့ရေကုန်လေးထဲမှာရေစိမ်းနေတာနည်းနည်းလမ်းတော့အဲ့တော့ကျွန်တော်တို့အပေါ်ပြန်တက်အောက်ပြန်ဆင်းကျွန်တော်နားရနေရပြန်ပြီးတော့ဟာဝဆန်းပြန်ပြီးဟာဆန်းကိုပြန်ပြန်ပါမယ်โอเค ရေကောင်းနေပြီးတော့ကျွန်တော်တို့ဟာချံမြို့စီကိုပဲတိုက်ရိုက်ပြန်ခဲ့ကြပါတယ်။ရေကောင်းမှာရေစိန်လိုက်ရလို့လမ်းဆန်းနေပြင်မဲ့လည်းအပြင်ခကြီးကတော့အားလုံးလုံးလို့တိတ်ဆိတ်နေကြပါတယ်။ခကြီးရှည်ကြီးကိုနှီးခုံးချိုးရမယ်အချိန်နီးလာသလိုပြန်လန်းကလည်းတောင်ပတ်လန်းကြရတဲ့ဟာချံမြို့စီကိုငြိမ်သက်စွာဦးတည်နေပါတယ်။ သီလန်းတစ်လျှောက်မှာမြင်ခဲ့ရတဲ့ဖြတ်တန်းခဲ့ရတဲ့ခုံမြင်လေးတောင်တန်းတွေစိမ့်စုံနေတဲ့လေခွင်းတွေကြောက်သားကြောက်ဆောင်ကြီးတွေမြစ်တွေချောင်းတွေကိုကြောခိုင်းနေတယ်ပဲငိန်သက်ငိန်ချင်းဆိုတော့ကျွန်တော်တို့အားလုံးလာရလမ်းစီကိုပြန်လဲဦးတင်ချရင်ပေါ့ဗျာ ဟာကြမျိုးတွေကိုပြန်ဝင်ခဲ့နောက်ဆုံးမြင်ခဲ့ရတဲ့ view point လေးကတော့ညနေခင်းအချိန်လေးနဲ့အထူးလွန်စရာကောင်းလာပါတယ်။တစ်ဖက်မှာတောင်တန်းတွေလေကရစ်ဆိုင်ခန်းတွေကိုတောင်ကိုညိုကိုတွေချားနေရတယ်လမ်းမြင်နေရသလိုနောက်တစ်ဖက်မှာလည်းမုံပြပြအစိမ်းရညိုကွင်းမြစ်ကိုနောက်ထပ်တစ်ခါထပ်မြင်နေရပါသေးတယ်။ ပုံမှန်ဆိုရင်တော့ကျွန်တော်တို့တွေဒီလိုလှပတဲ့ရှုခင်းတွေကိုတွေ့မြင်လာဘလောက်လှကြောင်းဒီနေရာကိုလာဖို့ရွေးချယ်ခဲ့တာဘလောက်မှန်ကြောင်းစတဲ့စတဲ့အကြောင်းအရာတွေကိုအချင်းချင်းတောင်းလို့တယောက်ပေါင်းကွက်ပြီးတော့ပြောနေတတ်ကြပါမယ်လေဒီနေ့ဒီနေရာမှာတော့အားလုံးခေါ်စီဒီရှုခင်းတွေကိုပဲရင်နဲ့ဆွဲအောင်မြေချနေပြီးတော့နှုတ်ဆက်စွာခံစားနေကြပါတော့လေညနေခင်းဆော့ဆော့မှာပဲအားကြမျိုးကိုကျွန်တော်တို့ပြန်ရောက်လာပြီးတော့ကျွန်တော်တို့အားလုံးခိုးစီခိုးစီခွဲခွာဖို့ပြန်ပြီးတော့ဖြစ်လာပါတော့တယ် တိခီယကဘာနေအသီးသီးရလူတွေခင်မင်ချင်းဒီစုံစည်းခွင့်ရစီပြီးတော့တကယ်ချင်းအစ်တွေနဲ့လည်းအမတ်တရအစ်တွေတိုးပွားစေတဲ့ခီးတစ်ခုပါပဲအဲ့ဒါတွေရပဲဟာဂျန်လူကိုဆိုင်ကယ်နဲ့တောင်ပတ်ခီးချက်ပို့တဲ့ခံစားမှုတွေရရှိစေခဲ့တာပါဟာဂျန်လူခီးရတော့ဒီမှာပဲပြပါပြီအမတ်တရတွေအများကြီးပျော်ရွှင်မှုတွေအများကြီးပေးခဲ့တဲ့နေရာလည်းဖြစ်ပါတယ် ကျွန်တော်ဟာဇံမျိုးပေါ်ပြန်ရောက်ပါပြီခုလေးတည်းပဲပြန်ရောက်ပြီးတော့ကျွန်တော်တို့တွေအကုန်လုံးတီရှပ်လေးတွေရပါတယ်အာတီရှပ်လေးတွေရအာတီရှပ်တွေရပြီးတော့မလောက်ကြလဲဆိုတော့အကုန်လုံးအကုန်လုံးဟိုတော်တော်များများပါเนาะကျွန်တော်တို့ဟို3 day 2 night တိုးယူရဲလူတွေတော်တော်များများကဒီညအာဟနွိုင်းကို ပြန်ကြပါတယ်ကျွန်တော်ပါဘာနော်ပြီးတော့နောက်နေ့ကျမှကျွန်တော်ဆိုလို့ရှိရင် cycle ပြန်ပြန်မယ်နောက်နေ့ဟန်နော်ရနေပြီးတော့ cycle ပြီးတော့ခြားလူတွေကတော့သူတို့ဟိုသက်ဆိုင်ရသက်ဆိုင်ရအဲတခြားမျိုးရဆက်သွန်းသွားသူတို့နိုင်ငံ ပြန်ပြန်ပေါ့နော်အာဆိုတော့ခါကြတော့အကောင်တော့ဒီမိုးချိုးပြီးတော့ gas ညနေအဲကားကည9:00နာရီလာမှာဆိုတော့ gas ဆောင်နေနေအာတန်းစီပြီးတော့ဆောင်ကျွန်တော် hostel မှာ ကျွန်တော်ဘောင်းဟော့စတယ်မှာကျတော့လူတွေရမ်းများတယ်ဆိုတော့ကျွန်တော်ကြောက်တယ်ပဲဒီဘက်ပထမအဦးဆုံးရောက်တဲ့ညအဆိုင်လေးပါပဲညဆိုပြန်လာစားမယ်ပြီးတော့ခဏနားပြောလို့ရှင်ဟော့စတယ်ပြန်ပြီးနားပြီးရင်ကားလာလို့ရှင်ကားခါစီကြမှာပါနော် အချန်လူခီရပေးခဲ့တဲ့အမှတ်တရတွေပျော်ရွှင်မှုတွေစွန်စားခံနေရတော့ကျွန်တော်တို့ရင်ထဲနှလုံးသားထဲမှာသာဝရရှင်တန်နေမှာပါဒီဟာကျွန်တော်တို့ခီးစဉ်ကကျွန်တော်တို့လိုတဘာဝကိုချစ်တဲ့စွန်စားသွားလာလို့တဲ့ခီးသွားတိုင်းအတွက်စိန်ခေါ်မှုအိမ်မက်တစ်ခုမုန်းချက်နေတဲ့မြို့ပြကနေတာယာတဲ့တဘာဝတွေကိုခဏတာပြန်ရှင်တန်မှုနေရာတစ်ခုဖြစ်ရှင်နေမှာတော့အမှန်ပါပဲဒီခီးကိုမျှဝေခွင့်ရခဲ့တဲ့အတွက်ရောအဆုံးထိကြည့်ခဲ့တဲ့အတွက်ရောကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် Avenger Key တစ်ခုနောက်ထပ် Video တစ်ခုမှာထပ်ပြီးတော့တွေ့ပါမယ်